မင်္ဂလာပါရှင်လွတ်လပ်တဲ့ Renew အရင်စီသတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ KU မြို့နယ်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းပြစ်အောင်တိုက်ခိုက်ခံရပြီးတေဆုံမှုတွေများတဲ့ဆိုတဲ့သတင်းမြန်မာပြည်သူတွေဟာကုလသမဂ္ဂအပေါ်စိတ်မသက်မသာဖြစ်မှုနဲ့စိတ်ပြက်မှုတွေဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်း အွန်လိုင်းငွေကြေးလေးလံမှုတွေနဲ့ပတ်သက်နေတဲ့ DKPA ရဲ့ကောင်းဆောင်လေးဦးကိုအမေရိကန်ကတန်ခတ်ပေးဆိုလိုက်တယ်ဆိုတဲ့သတင်းနဲ့အတူတခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ကျမကတော့ဇာကြီးစိတ်ပါ။ ခုတင်ဆက်ပေးခြင်းတာကတော့ကံဘလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဂျားဖြတ်တိုက်ခိုက်ခံရပြီးဖွဲ့စည်းပုံပြက်ခါတည်ဆုံသူတွေနဲ့ဖမ်းဆီးခံရမှုတွေရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းကံဘလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့တမ33တက်အပါဝင်အင်အား100ကျော်ပါတဲ့စစ်ကြောင်းနိုဝင်ဘာလ12ရက်နေ့ကဂျားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကြောင်းပြက်ပြီးတည်ဆုံသူတွေရှိတယ်လို့ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့သိရပါဗျ။ စကိုင်းတိုင်းပြည်သူ့ကာကွယ်အဖွဲ့ရဲ့ကနေဦးတိုက်ပွဲသတင်းထုတ်ပြန်ချက်မှာဆိုရင်ကမ်ဘလူခရိုင်ရွှေဝိုခရိုင်တွေမှာစစ်ကြောင်းထုတ်ပြီးအကြံဖက်လောက်ရက်တွေလှုံ့ဆောင်းနေတဲ့အကြံဖက်စစ်တပ်ရန်သူစစ်ကြောင်းကိုကမ်ဘလူခရိုင်ပကဖအထူးလှုံ့ရှားတက်ရင်ရေဦးမြို့နယ်ပကဖဒူဝန်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင်ဒဇယ်နဲ့တော်လိုင်းအင်အားစုတွေရဲ့ကြားပြတ်တိုက်ခိုင်းမှုကြောင့်ရန်သူစစ်ကြောင်းအထိနာပြီးမိမိတို့ဘက်က စစ်တုံမှန်နဲ့လက်နက်ခရမ်းတွေကိုတင်စီရရှိခဲ့တယ်လို့လည်းပြောထားပါဗျ။ခင်ဦးပီပယ်ဒက်ဖန့်စ်ဖို့ကခင်ဦးမျိုးနယ်သတင်းမှန်ပြန်ကြားရေးကပြန်လည်မျှဝေထားတဲ့အထင်မှဆိုရင်ကမ်ဘလူးမျိုးနယ်ဝတ်တိုကြီးရွာစစ်တပ်အထိုင်းစခန်းကခင်ဦးမျိုးနယ်ဘက်ကအင်အား102ဦးနဲ့စစ်ကြောင်းထိုးလာတဲ့တပ်မ33လောက်ခန့်ခလာရ131စစ်ကြောင်းကိုကမ်ဘလူးမျိုးနယ်ရင်တက်ရွာအနီးမှာတော်လိုင်းတက်တွေကဝန်ဝန်တက်ခိုက်ခဲ့ရာ တိုက်ပွဲမှာမနက်7:45မိနစ်အထိကြာမြင့်ခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်မရှင်တပ်ဘက်ကစစ်ကြောင်းမှုအပအဝင်90ဦးတေဆုံးခဲ့ကြောင်းစစ်တုံးမှန်15ဦးကိုလက်နက် KN တွေနဲ့အတူဖမ်းဆီးရရှိထားတယ်လို့လည်းသိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တုံးမှန်တွေကိုဖမ်းဆီးရမိထားတဲ့ရုတ်တံတွေကိုလည်းရေဦးတူဝန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကလည်းထုတ်ပြန်ထားတာမျိုးရှိပြီးတော့ တိုက်ပွဲအတွင်မှာစစ်ကောင်မရှင်တပ်သားတွေလည်းတေဆုံးမှုတွေရှိသလိုစစ်တုံးမှန်းတွေလည်းဖမ်းဆီးရမိထားတာမျိုးတွေတွေ့ရှိရပါတယ်။အဒီစစ်ကြောင်းပြတ်သွားတဲ့တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးတတီကြကြကိုတော့ MUG MOD နဲ့ MT စစ်ဒေသသက်ဆိုင်ရာတပ်ဖွဲ့တွေကတော့တရားဝင် ကြေညာချက်လိုထုတ်ပြန်ထားတာမျိုးကိုတော့ဒီကနေ့နိုဝင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းအထိတော့မရှိသေးပါဘူးရှင်။အခုတင်ဆက်ပေးချင်တာကတော့မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ်စိတ်မသက်မသာဖြစ်မှုနဲ့စိတ်ပြက်မှုတို့ဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။ကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်အုံးဟာမြန်မာပြည်သူတွေအပေါ်ဆက်လက်ပြီးပြက်ကွက်နေစေဖြစ်ကြောင်းအကြမ်းဖက်မှုပုံမိုကျေပြန်လာပြီးစစ်ကောင်စီရဲ့အယက်သားတွေအပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေပုံမများပြားလာနေတဲ့တေဆုံးသူဥယေနေ့စဉ်နဲ့အများတိုးလာနေတဲ့မြန်မာပြည်သူတွေဟာကုလသမဂ္ဂအပေါ်စိတ်မသက်မသာဖြစ်မှုနဲ့ စိတ်ပြတ်မှုတို့ဆက်လက်ဖြစ်ပွားနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်ရန်ကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂကိုတင်ပြလိုက်ပါတယ်အကျဉ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအထူးနိုင်ငံရေးနဲ့ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီစရုပ်ထကော်မတီရဲ့ခေါင်းစဉ်နဲ့အထွေထွေဆွေးနွေးမှုအစီအစဉ်ကိုနိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းကကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်ရန်ကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်ပြီး ပြောကြားတဲ့မိန်ကွန်းမှာထည့်သွင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။တစ်ကောင်စီရဲ့အယက်သားတွေအပေါ်လေကြောင်းတက်ခိုက်မှုတွေနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေမြင့်တက်လာနေချိန်မြန်မာနိုင်ငံကိုလက်နက်စီစဉ်မှုတွေမရှိစေရတဲ့အတွက်တားဆီးကြဖို့အဖွဲ့ဝင်နိုင်ငံတွေအားလုံးကို တောင်းဆိုထားတဲ့အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်85မြင်းဆောင်289နဲ့စစ်တပ်ကိုတိုက်လျင်စီစောင့်ကြည့်ရေးပစ္စည်းတွေနဲ့ နည်းပညာတွေကိုလွှဲပြောင်းတင်ပို့ရောင်းချခြင်းတွေမပြုလုပ်ဖို့နိုင်ငံအလုံးကိုတောင်းဆိုထားတဲ့လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်55မြင်းဆောင်20တို့ကိုရည်ညွှန်းပြောကြားပြီးနောက်အဒီကိစ္စနဲ့ဆက်လျင်းပြီးတော့ SPM ရဲ့လုပ်ငန်းတွေမှာသက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများအလုံးနဲ့ညှိနှိုင်းဆောင်ရွက်ပေးဖို့နဲ့လုံခြုံရေးကောင်စီအနေနဲ့မြန်မာနိုင်ငံကိစ္စတကူလုံးကို ICC ကိုလွှဲပြောင်းပေးခြင်းအပါအဝင် အချိန်မီအရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ဥကြုံမထွန်းကတောင်းဆိုလိုက်ပါသေးတယ်ရှင်။ပြည်သူတွေရဲ့ဆင်းရဲဒုက္ခပုံမဆိုးရနေပြီးတော့အကြောက်တရားနဲ့အချိန်ပြည့်ရှင်တွဲနေထိုင်ရခြင်းကပုံမကြီးဆိုးလာနေကြောင်းဆင်းရဲမွေးတည်မှုကလည်းဆက်လက်မြင့်တက်နေကြောင်းတွင်လင်းစွာပြောကြားရရင်မြမပြည်သူတွေအနေနဲ့ကုလသမဂ္ဂအပေါ်စိတ်မသက်မသာဖြစ်မှု စိတ်ပြယ်မှုတို့ဟာဆက်လက်တိုးပွားလာလျက်ရှိကြောင်းအရာကြောင့်အဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့ ုလသမဂ္ဂစနစ်အထူးသဖြင့်လုံခြုံရေးကောင်စီဟာအတွင်းရေးမှူးချုပ်ရဲ့ပြောကြားချက်ကို အလေးအနက်ထားဖို့လိုကြောင်းကုလသမဂ္ဂဟာသူ့ရည်ရဲချက်အတွက်အသုံးဝင်နေစေဖြစ်ပြီးကုလသမဂ္ဂဟာအယက်သားတွေကိုကာကွယ်ဖို့နဲ့လူအသက်တွေကိုကယ်တင်ဖို့အတွက်ရှိနေစေဖြစ်ကြောင်းကိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေနဲ့မြန်မာပြည်သူတွေသိရှိစေဖို့ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်းတင်ပြခဲ့တယ်လို့လည်း နယူးယောက်မြို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်နဲ့ကိုယ်စားလှယ်အဖွဲ့ယုံက ထုတ်ပြန်အတည်ပြုထားပါတယ်ရှင်။ဥကြုံမို့ထုံတင်ပြတဲ့အထဲမှာစစ်တပ်ကပြုလုပ်မဲ့အတုရာရေကဝဲကိစ္စနဲ့ပတ်သက်ပြီးတော့လေမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးရဲ့အာလုံပါဝင်တဲ့ထိတွေ့ဆက်ဆံမှုတွေအတွေ့ကျေးဇူးတင်ရှိပြီးအထူးကိုယ်စားလှယ်အနေနဲ့စစ်အုပ်စုကစီစဉ်နေတဲ့အတုရာရေကဝဲဟာအကြံဖတ်မှုနဲ့မတည်ငြိမ်မှုကိုပုံမဖြစ်ပွားစေမဲ့အန်တီရဲရှိကြောင်းနဲ့ ရွေးကောက်ပွဲကိုထောက်ခံတဲ့နိုင်ငံတွေအနေနဲ့ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုထည့်သွင်းစဉ်းစားသင်ကြောင်းနဲ့ရှင်းလင်းပြတ်သားတဲ့ရည်တည်ပြောဆိုချက်တွေအတွေ့လဲကျေးဇူးတင်ရှိကြောင်းအလားကြောင့်စစ်အုပ်စုရဲ့လိမ့်လေလှည့်ပြားတဲ့လုပ်ငန်းစဉ်ကိုပြက်ပြက်သားသားပယ်ချဖို့နိုင်ငံတကာအတိုင်ဝန်းကိုတိုက်တွန်းလိုက်ပါသေးတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့မြိုင်နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းကနေဒေသခံပြည်သူ၅ဦးကိုဖမ်းဆီးသွားပြီး နှစ်ဦးကိုတပ်ပစ်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။မကွေတိုင်းပခုတ်ကူမြို့အခြေဆိုင်စစ်ကောင်မရှင်ရဲ့တမ101ကအင်အား180နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်စစ်ကြောင်းဟာတွဲမပြူရွာတရက်ကံပြူရွာတို့မှာရန်နာပြီးနောက်နိုဝင်ဘာလ17ရက်နေ့မှာတော့မြိုင်မြို့စမုနှစ်အတွင်ဝင်ရောက်သွားပြီး12ရက်နေ့မှာပြန်ထွက်ခါမြိုင်မြို့နယ်အနောက်တောင်ဘက်ဝက်ပုတ်ရွာကိုအရောက်မှာတော့ဖမ်းဆီးထားတဲ့၅ဦးတည်းကနေ၂ဦးကိုတပ်ဖြတ်ပြစ်ခဲ့တယ်လို့သိရပါရဲ့ရှင်။ ဆက်မိုးကနေအနောက်ဘက်ကိုထွက်ခွာလာပြီးတဲ့နောက်စေနာရီဝင်းကျင်မှာမြိုင်မြို့နယ်အနောက်တောင်ပိုင်းဝက်ပုတ်ရွာကိုဝင်ရောက်ခဲ့ပါတယ်။အကြံဖက်စစ်ကောင်စီတပ်တွေဟာဝက်ပုတ်ရွာကပြည်သူနေအိမ်နှလုံးကိုမိရှို့ဖျက်ဆီးခဲ့သလို မနေ့ကမနက်ပိုင်းကတရက်ကန်ရွာကနေဆက်မိုးနစ်ကိုလာရလမ်းမှာဒဇာကန်အဖြစ်ဖမ်းဆီးလာတဲ့ရွာတန်းရှိရွာတော်တိုက်ကအသက်50ကျော်ခန့်အမျိုးသားတအုပ်နဲ့ အသက်30ကျော်ခန့်အမျိုးသမီးတူကိုလည်းဝက်ပုတ်ရွာမှာလက်ပြန်ကျိုးတုပ်ပြီးရရဲ့ဆက်ဆက်တပြတ်ခဲ့ပါတယ်လို့ဝီလက်မြိုင်ကအသိပေးထားတာဖြစ်ပါတယ်။အရင်စစ်ကောင်မရှင်တက်ဆက်ကြောင်းဟာဝက်ပုတ်ရွာကနေထွက်ပြီးတော့မနေ့ကညနေ3:45မိနစ်ခန့်မှာတော့မြိုင်မြို့အနောက်တောင်ဘက်စမိုးနစ်ထဲကိုပြန်ဝင်သွားတယ်လို့သိရပါတယ်။အဲဒါကြောင့်မြိုင်စမှုဆုံးနှစ်နဲ့အနီးတစ်ဝိုက်ကလမ်းပိုင်းတစ်ဝိုက်ရှိမိဘပြည်သူတွေတရက်ကန်လမ်းပိုင်းမှာရှိတဲ့ မိဘပြည်သူတွေစမှုအနေပတ်ဝန်းကျင်ရွာတွေကမိဘပြည်သူတွေအားလုံးစစ်ကြောင်းကနေဒဇာကန်အဖြစ်ဖန်စီတက်ပြတ်ခံရဖို့မရှိသေးဘူးစစ်ကြောင်းတရင်တွေကို နားဆွင့်ကတတိဝရီယာနဲ့နေထိုင်ကြဖို့ကိုအတိပေးထားပါတယ်ရှင်အဲဒီစေချောင်းဟာနဝင်ဘာလ6ရက်နေ့ကလေတမာနန်စီကံရွာကနေအိမ်20လုံးထက်မနေကို မီရှုခဲ့ပြီးပြည်သူ2ဦးထက်မနေကိုဖမ်းဆီးခဲ့တယ်လို့သိရပြီးတော့မြိုင်မြို့စက်မှုနှစ်ကိုရောက်ရှိနေတဲ့စေချောင်းဟာ ်ဘယ်ကိုဆက်ပြီးစစ်ကြောင်းထိုးမယ်ဆိုတာကိုတော့အညာမြေတပ်ပေါင်းစုကအတိမပြုတ်နိုင်သေးတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ကြောင်းရံနဲ့လေကြောင်းရံအထူးတတိထားကြဖို့လဲတိုက်တွန်းထားပါသေးတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့ online ငွေလင်းလေလယ်မှုတွေနဲ့ပတ်သက်နေတဲ့ DKPA ရဲ့ခေါင်းဆောင်လေးဦးကိုအမေရိကန်ကဒဏ်ခတ်ပိတ်ဆို့လိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင် ာနာသိစစ်တပ်မဟာမိတ်ဖြစ်တဲ့အပြင်စစ်တပ်ကပြုတ်လုံမဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံနေပြီးတော့ကရင်ပြည်နယ်အတွင်းမှာအမေရိကန်နိုင်ငံသားတွေကိုပိတ်မှတ်ထားတဲ့စိုက်ဘာလိမ့်လည်မှုလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့အတွက်ဆိုကဒီမိုကရက်တစ်ကရင်အကျိုးပြုတ်တပ်မတော် DKBA ရဲ့ခေါင်းဆောင်၄ဦးကိုပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့တယ်လို့အမေရိကန်ဘန်နာရေးဝန်ကြီးဌာနနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယူ OFAC ကနိုဝင်ဘာလ12ရက်နေ့ကကြေညာလိုက်တာဖြစ်ပါတယ်။ American ရဲ့ပိတ်ဆို့မှုစည်းရင်းမှာပါတယ် DKBA ခေါင်းဆောင်တွေဖြစ်တဲ့ Sourcey, Sourcey ဝင်း Sourcean အောင်နဲ့စိုင်းကျော်လာတို့ဖြစ်ပါတယ်။ American အစိုးရရဲ့ပိတ်ဆို့အရေးယူမှုမူဝါဒတွေကိုအထက်ကတာဝန်ယူရတဲ့ဘန်ဒါရေးဝင်ကြီးဌာနထုတ်ပြန်ချက်မှာတော့ DKBA အပြင်ဆက်နွယ်ကုမ္ပဏီတွေဖြစ်တဲ့ထိုင်းကကုမ္ပဏီနှစ်ခုနဲ့ထိုင်းနိုင်ငံသားတအူပါတယ်လို့လည်းသိရပါဗျ။ အမေရိကန်အနေနဲ့သူ့နိုင်ငံသားတွေကိုပါမြန်မာနိုင်ငံကကြားဖြတ်လုပ်ငန်းတွေကပြစ်မှတ်ထားလှုံ့ဆော်နေတာတွေကြောင့်အခုလိုလောက်တာလို့လဲသိရပါတယ်အမေရိကန်အရင်မှာတော့တရုတ်နိုင်ငံသားတွေဟာကြားဖြတ်နေတဲ့သားကောင်ဖြစ်ခဲ့ရပါသေးတယ်။အွန်လိုင်းငွေလိမ်ကိုင်းတွေဟာအင်တာနက်ကို အသုံးပြုပြီးကမ္ဘာတဝန်းကိုလိမ်လည်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်ကရင်ပြည်နယ်အတွင်းကကြားဖြတ်လုပ်ငန်းတွေတည်ရှိရာ KK ပတ်အဆောက်အုံတွေကိုလည်းကရင်နယ်ကြားစောင့်တက်နေတယ်။ စစ်တပ်ပေါင်းပြီးဖြိုချဖျက်ဆီးနေတာလည်းဖြစ်ပါတယ်။အမေရိကန်အနေနဲ့အခုဆိုရင် FBI နဲ့အစိုးရ agency တွေပါဝင်တဲ့လေလံမှုစင်တာတွေတိုက်ဖျက်ရေးအထူးအဖွဲ့ဖွဲ့စည်းပြီးတော့မြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံကလက်ပတ်နေတဲ့ငွေကြေးလေလံမှုစင်တာတွေနဲ့ခေါင်းဆောင်တွေကိုစုံစမ်းစစ်ဆေးဖို့တရားစွဲဆိုဖို့အဓိကစာဆောင်ရွက်မယ်လို့လည်းတည်ရပါတယ်။ အာနာတေစစ်တက်လောက်ခံကရင်နယ်ကြားဆောက်တဲ့တီထောင်ထားတဲ့ရွှေကုတ်ကိုမြို့တစ်ကကြားဖြတ်လုပ်ငန်းတွေနဲ့အတူအရှိတောင်အာရှမှာတရားမဝင်အွန်လိုင်းငွေလင်ခိုင်းနေတဲ့လောင်ကစား Empire ကိုထူထောင်ထားမှုနဲ့စွပ်စွဲခံထားရတဲ့ရှီကြည်ကျန်းကိုထိုင်းအစိုးရကနေတရုတ်လက်ကိုလွှဲပြောင်းလိုက်ပြီးဖြစ်ပါတယ်။2022ခုနှစ်ဩဂတ်လအတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်းမှာဖမ်းဆီးရမိထားတယ်။ကြားဖြတ်နဲ့လောင်ကစားမှုတွေအတွက်အလိုရှိနေတဲ့နိုင်ငံတကာရာဇဝတ်တရားခံ ရှိကြည်ချန်ကိုထိုင်းအစိုးရကတရုတ်အစိုးရထံလွှဲပြောင်းပေးလိုက်တဲ့အတွက်နိုဝင်ဘာလ12ရက်နေ့ညအချိန်တရုတ်နိုင်ငံကိုရောက်ရှိသွားပြီဖြစ်ပါတယ်။အရိဒီယန်ခံကိုတရုတ်ရဲ့စစ်ဆေးမှုတွေပြုလုပ်ချိန်မှာမြန်မာနိုင်ငံအတွင်းကလက်နက်ကန်အဖွဲ့ချိုးဟာလေတရုတ်ခံပြစ်လာနိုင်တဲ့အခြေအနေဖြစ်တယ်လို့လည်းသုံးသပ်ထားကြပါတယ်ရှင်။ အခုတင်ဆက်ပေးချင်တာကတော့စာတင်ကြောင်းတွေလေကြောင်းတက်ခိုက်ခံနေရတာကိုဒေါအောင်ဆန်းစုကြည်တည်ရင်ကြေကွဲနေရလိမ့်မယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။အာနာတင်စစ်တဲ့ရဲ့မတရားဖန်ဆီးခံထားရတဲ့ဒေါအောင်ဆန်းစုကြည်ဟာစာတင်ကြောင်းတွေလေကြောင်းတက်ခိုက်ခံနေရပြီးကလေးငယ်တွေတည်ဆုံးနေရတဲ့ကိစ္စကိုတည်ရင်ကြေကွဲွယ်နှလုံးကွဲွယ်ဖြစ်လိမ့်မယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့သားခင်အရစ်ကိုကိုထိန်လင်းကအတည်ပြုထားပါဗျာ။ မိမိဟာပညာရေးသည့်မိမိတို့၏တာသမီများအကြောက်တရားမှကင်ဝေးပြီးလွတ်လပ်ငြိမ်းချမ်းလူကုန်တိတ်ခါရှိစွာကြည်ပြင်းနိုင်အောင်ပို့ဆောင်သည့်လမ်းလို့ယုံကြည်ခဲ့တယ်။အခုလိုမြန်မာနိုင်ငံမှာကလေးတွေဟာစာသင်ခန်းနဲ့ပညာသင်ကြားနေစမှာလေကြောင်းတက်ခိုက်တက်ပြတ်ခံနေရတာတွေသာသိရင်မိမိအတွေ့နှလုံးကွဲဝယ်ဖြစ်လိမ့်မယ်။မိမိရဲ့ဘဝတခြားလုံးမှာကလေးတိုင်းငြိမ်းချမ်းစွာတင် जा ခွင့်ရပြီးလွတ်လပ်စွာစာဖတ်နိုင်တဲ့နိုင်ငံဖြစ်လာအောင်တည်ဆောက်ဖို့ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ဒီနေ့မှာတော့စစ်တပ်အတွက်ကျောင်းတွေကတိုက်ခိုက်တပ်ဖြတ်ရာနေရာဖြစ်လာပြီးရခိုင်နဲ့ချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ကျောင်းသားအများအပြားသေဆုံးပြီးဒဏ်ရာရရှိနေကြတယ်။ကလေးတွေဟာကျောင်းသွားတဲ့အတွက် အသက်သေဆုံးနေရတယ်။အာနာရှင်က လူတွေနဲ့အတူနိုင်ငံရဲ့အနာဂတ်ကိုပါဖျက်ဆီးနေတယ်လို့ကိုထိန်လင်းကပြောထားပါဗျ။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ကိုထိန်လင်းကနိုင်ငံတကာကိုတောင်းဆိုထားတာကတော့ ပညာရေးကိုပြစ်မှုအဖြစ်မတတ်မတ်တင်မှုစာအုပ်ကိုက်ထားတဲ့ကလေးတူးဟာစာသင်ခန်းထဲမှာမတည်တင်မှုကျွန်တော်ယူနီဆက်နဲ့အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကိုစစ်တပ်ရဲ့ရက်စက်ရုပ်မာမှုတွေကိုပြင်းပြင်းထန်ထန်ရှုံချပစ်တင်ပြီးအ мян ရအောင်လို့ပို့တောင်းဆိုပါတယ်မြန်မာနိုင်ငံကကလေးတွေကိုကာကွယ်ဖို့သူတို့ရဲ့လုံခြုံမှုနဲ့ပညာသင်ဖို့အခွင့်အရေးရဖို့တောင်းဆိုခြင်းပါတယ်အင်အားနည်းတဲ့အပြစ်မဲ့ကလေးတွေလူငယ်တွေအတွက် ကြောက်ရွံ့ခြင်းကင်းပြီးမျောလင်းချက်တွေရှိတဲ့အနာဂတ်အတွက်မမမမတ်ရည်တည်ပေးခြင်းဖြင့်မိမိရဲ့ရည်ရွယ်မျှော်မှန်းချက်တွေကိုအကောင်အထည်ဖို့ဂုဏ်ပြုကြပါစို့လို့လည်းပြောထားပါသေးတယ်။ဒွန်ဆန်စုကြည်ရဲ့သားငယ်ခင်အရစ်ကကိုထိန်လင်းဟာဒွန်ဆန်စုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်တရုတ်အပါအဝင် နိုင်ငံတကာကိုအမြဲတောင်းဆိုနေသူပဲဖြစ်ပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့ဝက်လယ်မြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေတဲ့အတွက်ပြည်သူ2000ကျော်စစ်ပီးရှောင်နေကြရတဲ့ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းအာနာတင်စစ်တပ်စစ်ကြောင်းထိုးနေတဲ့အတွက်အော်တိုဘာလ23ရက်နေ့ကနေဒီကနေ့နဝင်ဘာလ23ရက်နေ့အထိကျေးရွာပေါင်း20ကျော်ကပြည်သူ2000ကျော်ဟာဘေးလွယာကိုရှောင်တိမ်းနေရတယ်လို့ဝလဲမြို့နယ်လူလူတပိတ်တိုင်ဝဲဥဆောင်ကော်မတီကဒီကနေ့မှအတည်ပြုထားပါတယ်။ဝလဲမြို့နယ်အတွင်းအော်တိုဘာလကုန်ပိုင်းလောက်ကစတင်ပြီး စစ်ကြောများစွာထိုနေကကြေးရွာတွေကိုဝင်ရောက်စီးနှင်းကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူတဲထုတ်သွားပါတယ်စစ်ကော်မရှင်ရဲ့စစ်ကြောထိုးမှုကြောင့်ကြေးရွာ20ကျော်တိမ်းရှောင်နေရပြီးစစ်ဘေးရှောင်ပြည်သူ2000ကျော်ခန့်ရှိနေတယ်လို့ဆိုပါတယ်ဒါအပြင်ဆက်လက်တိမ်းရှောင်နေရတဲ့ရွာတွေကပြည်သူတွေလည်းရှိနေသေးတယ်လို့သိရပါတယ်စစ်ကော်မရှင်တပ်စစ်ကြောင်းဟာဝက်လက်မျိုးနဲ့အတွင်းကရွာတော်ကိုတမကိုထုံးဖို့မူကြီး တဒါအိုလှတော့ရွှေကျင်ခေါ်တော့စိုင်နိုင်လေလိမ့်ပင်မြင်တော့ဥတီကုံစတဲ့ကြေးရွာ၁၂ရွာကိုမိရှုဖြက်စီးခဲ့တယ်လို့ဝက်လက်မြွတ်နယ်လူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီကအတည်ပြုထားပါဗျ။အဲ့ဒီမိရှုဖြက်စီးခံရတဲ့ကြေးရွာအတွင်းကနေအိမ်ပျက်စီးမှုများတယ်လို့လည်းဆိုပါရယ်။အာနာသိန်းစစ်ကောင်မရှိတဲ့စစ်ကြောင်းဟာဝက်လက်မြွတ်နယ်အတွင်းစစ်ကြောင်းထိုးနေတာတည်းမဟုတ်ပဲအော်တိုဘားလာ၁၃ရင်းနေကနေ နဝင်ဘာလ၁ရက်နေ့အထိဂျိုင်ရိုကော့ပတာပါရာမော်တာဂျက်ဖိုက်တာတွေနဲ့ခံမှန်းလေကြောင်းတက်ခိုင်းမှုအကြိမ်160ခန်းပြုလုပ်ထားတယ်လို့လည်းအတည်ပြုထားပါတယ်ရှင်။လလတဲ့ Renew Agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တည်တိထိုက်တဲ့စောင်းပါတွေဝေဖန်သုံးသက်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစစ်ပေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။